ကျွန်တော်တို့ဒီပြင်းကြီးအခဏတိုင်းကစားပါလေတော့လူရင်းတွေပဲတောင်းလိုက်တယ်။သုံးတုံညာတောင်းထိုးတယ်။သူ့ဘေးကသုံးတုံညာခွင့်နောက်တစ်နှစ်ကို၅ချိန်မှလိုက်ထွက်ပြီးတော့သူ့တစ်ပြင်းကြောင်မှာ30ပြင်းတည်တယ်။နော်။အဲ့တော့သူဘက်မှာလည်းသုံးတုံညာတက်လို့သုံးတုံညာတက်တောင်းထိုးတဲ့ဘေးကခွင့်လေး၆ကနောက်တစ်နှစ်ရဲ့၅ချိန်မှလိုက်ထွက်ပြီးသူ့အောင်မှာသုံးတုံညာတက်ပြင်းတည်ခဲ့တာ။နော်။ဟိုဘယ်အဲ့ဒီပြင်းထဲမှာသူ့နဲ့အချိန်ကြိုက်ပေါ့။နော်30ပြင်းတည်အချိန်ကြိုက်လိုက်၄နှစ်၄လို့ဆိုအောင်၄၃ခွင့်ဆောင်းတယ်။ နော်ဒီမှာလည်း၄နှစ်လေးလို့ဆောင်းပြီး၄၃ခွင့်ဆောင်းတယ်နော်အဲ့ဒီဆောင်းတဲ့အပေါ်မှာ၅၄၀လို့သူဆောင်းထုတ်ခဲ့တာနော်၄နှစ်လေးပေါ်မှာအဲ့ဒါ၅၄၀လို့ဆောင်းထုတ်ခဲ့တာဆောင်းထုတ်ပြီးတော့မှအဲ့ဒီရာနေအချိန်ငယ်ကြီးမြေလိုက်ရင်1 to 4ခရိုင်တွေကို၄ချိန်မှာလားတည်တယ်ပေါ့နော်နှစ်ရေကအဲ့ဒီ1 to 4တွေကအချိန်ကြိုင်မှာနှစ်ဦးမှာခွန်ခွန်လေးတွေတည်တဲ့စီကြောကြီးရှိတယ်နော်ဟုတ်ပြီအဲ့ဒီခွန်ခွန်လေးတွေကနေအောက်ကိုပြေးဆင်းလိုက်ရင်တခါ၅တုံညာလေးတွေကတခါထောင်ပြေးပြန်ရော ငါတို့ညာလေးတို့ထောင်းနိုင်ရရှိမှမှ369လေးရတကအချိန်ကကြီးတည်ထားတာတည်ပြီးတော့မှသူနဲ့အချိန်ကြီးမှတကပရိ6လေးကို286 68နှစ်ဆိုပြီးတကတည်ပြီးကစားထားရအဲ့လိုတည်ကစားတဲ့ဒီစီဂျိုကြီးနဲ့အချိန်ကြီးမှပဲတော်68လို့တောင်းပြီး68လို့ပေါက်ခဲ့တာနော်ဟုတ်ပြီအဲ့ဒါဆိုရင်686လို့တောင်းတဲ့ချိန်686ပေါက်ခဲ့တာနော်ပေါက်ပြီးတော့မှကျွန်တော်သူက line နေထမ်းနေတော့ကျွန်တော် color ဟိုမမဆွဲလိုက်တော့ခွဲပြီအဲ့ဒီတောင်းက665ကကျွန်တော်တို့ဒီဘက်ကိုအချိန်ကြိုင်လှမ်းပြတယ်နော်ဟုတ်ပြီအဲ့ဒါဆိုဒီ666ရဲ့ဒီဘက်က730ရလေဒီဘက်ကိုအချိန်ကြိုင်ကြီးလှမ်းပြတယ်ပစိတော်ကြီးကအဲ့လို definite ကြီးပေါ့နော်အဲကစားထားတာကစားထားတော့တခါအဲ့ဒီမှာတခါဒါလေးပါပြောထားလိုက်မယ်နော်ဟုတ်ပြီတုံးတုံးညာဒီဆောင်နဲ့ဘေးရကနန်းနောက်တစ်နေ့၅ချိန်ခွဲပြီး30ဖရင်တဲခဲ့တယ်ဆိုတဲတယ်ဆိုပြီးပြောခဲ့တာ နော်ပြောခဲ့တော့အဲ့ဒီ30 30ကြီးကနောက်တစ်ခါ630လို့ဆောင်းထုတ်ပြီးတော့698 96 1 1 3 3 5 4 30ဆိုတဲ့စီစော်ကြီးကိုပြန်တက်ခဲ့တာနော်ဒီမှာလဲကျွန်တော်တို့3 3 1ဆောင်းထုတ်လဲပြီးရ96 4ရဲ့နောက်တစ်နှစ်5ကြိမ်ထွက်ပြီးတော့မှ3 3 1ဆိုတဲ့ frame စီစော်တက်ရအဲ့တက်တဲ့3 3 1ဆိုတဲ့ frame ကလဲ630လို့ဆောင်းထုတ်ပြီးနော်ဒီဘက်မှာ968ဒီဘက်မှာ692ကျွန်တော်တို့ဒီဘက်မှာ113 ပြီးရင်940နဲ့313ဆိုတဲ့စီကြောကြီးကိုကစားထားခဲ့တာနော်330စီကြောကြီးပေါ့နော်ဟုတ်ပြီအဲ့ဒါအဲ့ဒီလိုကစားထားတဲ့စီကြောထဲမှာဟိုကျွန်တော်တို့ဒီကနေပါလိုက်အောင်868လို့ထောင်းတယ်868လို့ပေါက်တယ်ဟုတ်ပြီအဲ့ဒီ868ကကျွန်တော်တို့ဒီဘက်မှာနေ့တည်းမကြီးတော့နော်လိုင်းပြုံမှဆိုလို့868လို့လိုက်ရွှေ့တဲ့အချိန်မှာသူ့အောက်မှာလာထွက်တဲ့891ဆိုတာကအဲ့ဒီ ရှိ6ရှိနေတရားနယ်ကနှစ်ပိတ်က24ရက်ကနေကနောက်တစ်နှစ်ကိုလိုက်ထွက်တာအဲ့ကြတော့ဒီရှိ6ရှိနေပဲလိုက်ထွက်တာပြီးရင်အဲ့ကဏ္ဍလေးကနောက်တစ်နှစ်လိုက်ထွက်မှာနော်လိုက်ထွက်တော့ကျွန်တော်တို့ဒီဘက်မှာ33လေးစောင်းနေနှစ်3 260လဲတယ်ပြီးရင်351စောင်းလာရဲ့အောက်ကိုလိုက်ထွက်ခဲ့မှာဟုတ်ပြီနော်လိုက်ထွက်ခဲ့ပြီးတော့သူ့ကောင်းမှာလာတဲ့3981ဆိုတာရှိတစ်နှစ်ကျော်ကလာခဲ့တာအခုနေကကျွန်တော်တို့ပြောခဲ့တဲ့ ဒီ death rate ကြီးပေါ့ဗျာ၄နှစ်လေးဆောင်းနဲ့စီကြောတဲ့5ချိန်ကဏ္ဍသူရှိတနှစ်ကျော်5ချိန်ကဏ္ဍနှစ်တလေးရတောင်းကဏ္ဍကဒီထဲမှာသူလိုက်ထွက်ကြတာเนาะဒါကျွန်တော်လူရင်းနေပဲဖြတ်ပြောလိုက်တော့မယ်အဲ့ဒါဆိုရင်နောက်တစ်ခါဒီဘက်မှာ66000တော့66ကပေါ့ဒီထဲလာဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီ66ကလေးကကျွန်တော်တို့ဒီဘက်မှာ66000လို့လာရွှေ့တဲ့အချိန်2000မှာလာတယ်တစ်တစ်လေးရလဲ သူ့ရှိနှစ်က24ကြိမ်ကနမ်းပဲဒီ686နဲ့တရားနဲ့မှာတည်ခဲ့တဲ့24ကြိမ်ကနမ်းကဒီ666ရဲ့အောက်မှာသူလိုက်ပေါက်တာလိုက်ပေါက်ပြီးတော့မှတခါလေတွားလိုက်ဝင်တော့အဲ့သူကလည်းနောက်တစ်နှစ်ဆက်ပြီးလိုက်တာပဲတနှစ်မျိုးလိုက်တာကျွန်တော်အောက်ဒီအပေါ်ပိုင်းကကစားကွက်ကိုပဲပြောလိုက်တော့မယ်နော်3951ရဲ့တောင်းမှာကျွန်တော်ဒီမှာ23260လို့လှဲတယ်3340ထိုးတယ် ဟုတ်ပြီအတူရထောင်းမှာရှိတဲ့460ဆိုတာလေရှေ့တနည်းကျော်ကငါးငါးကြိမ်နန်းဟိုနှစ်လေးတိတိခုံခုံလေးတွေဒီစီကျော်ကြီးတွေကတထွက်မတော်ဘူးသုံးနှစ်ဆက်လိုက်ထွက်တယ်ကနန်းနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကတိရှိကိုကဒုတိယကြိမ်လိုက်ထွက်ပြီးတော့ဒီဘက်မှာ66နှစ်လို့တည်တယ်ဟုတ်ပြီနော်အဲ့66နှစ်လေးကနောက်တစ်နှစ်ကိုလိုက်ကြလိုက်ထွက်မှာလိုက်ထွက်ပြီးတော့အဲ့66နှစ်ဆောင်းကနေတန်းပြေးလိုက်3 5လေးဆိုတာရှိတယ် အဲ့ဒီ305လေးဆိုတော့ကျွန်တော်တို့အခုပြောခဲ့တဲ့69 96 1 1 3 940 330ဆိုတဲ့ဖရိန်နဲ့305လေးနော်အချိန်ကကြီးမှတောင်းထိုးခဲ့တဲ့940အချိန်ကတောင်းထိုးခဲ့တဲ့940ဒီဘက်မှာကားသုံးလုံးထောင်းတယ်904ကားသုံးလုံးထောင်းတယ်904အဲ့ဒီ940လေးကိုကျွန်တော်တို့ဒုတိယပြန်လိုက်ထွက်တယ်69တင်းနဲ့အချိန်တိုင်းမှာသူပြန်ထုတ်ခဲ့တာအဲ့ဒါဆိုဒုတိယထွက်ကမှလည်းအတူတူပဲတစ်တစ်လေးကိုဒုတိယချိန်ထွက်တော့66နဲ့ထွက်ခဲ့တာ ခုကနေပြေးလိုက်ရှစ်တုံညာလေးနောက်တစ်နှစ်လိုက်တွေ့ဦးမှာအဲ့ရင်လေးတန်းပြေးလိုက်ရင်ကျွန်တော်တို့လေးတုံညာငါရှိတာပဲနော်ဟုတ်ပြီအဲ့ဒီလေးတုံညာငါကလေကျွန်တော်တို့ဒီဘက်မှာ6 6ရှစ်တွေ6 9တွေ1နှစ်3မိ940တွေတုံညာ1 3အဲ့ဒီစီကြော်တွေက940ကိုဒုတိယအကြိမ်လိုက်ထွက်တယ်ဒီတစ်တစ်လေးနဲ့အကြိမ်ကိုပြန်ပြီးတော့ပို့ပြီးတော့ကစားထားတာနော်ဟုတ်ပြီအဲ့လို3နှစ်ဆက်တိုက်ထုတ်ခဲ့တဲ့တစ်ရှိကိုနှစ်ပိတ်က 24ချိန်ထွက်တဲ့တရှိကိုနောက်တစ်နှစ်တကအတွက်နောက်တစ်နှစ်တကအတွက်အဲ့ဒီခဏန်းကိုကျွန်တော်တို့ကဒီဘက်ကိုပြန်ထုတ်ပြီးစကားချင်တာကြားထဲမှာပြောက်နော်ဒီမှာလဲနှစ်ပိတ်မှာထွက်ခဲ့တဲ့၄၁နောက်တစ်နှစ်ဆက်ထွက်တဲ့၄၁နောက်30ဆက်တိုက်ထွက်တဲ့၄၁ကိုကျွန်တော်တို့ကတော့တော့ကြားထဲမှာမပြောက်ဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ကိုဆက်ထုတ်ပြီးကစားချင်မှာကစားချင်တော့ဒီချိန်ကစားလို့ရလားပေါ့ကျွန်တော်တို့အဲ့လေးတွေးရမှာနော်တွေးရမှာဆိုတော့အဲ့ဒါဆိုရင်သူကနှစ်ပိတ်မှာအချိန်ကြီးတည်ခဲ့တယ် နော်ဟုတ်ပြီအဲ့ဒါသူအချိန်ကြီးတည်တယ်နှစ်ပိတ်ကလန်းနေနဲ့အပေါ်ကိုပြည့်တက်လိုက်လေးနှစ်လေးလို့စောင်းထိုးတယ်လေးသုံးခွန်စောင်းနဲ့သူ့ဘေးက6တုံညာနှစ်ကသူ့ရှိနှစ်ကလာခဲ့တာဟုတ်ပြီနော်အဖေနေရလာတာလေဆိုတော့ဘုခုနဲ့ဆယ်ဖရင်ရှိတယ်အောက်ကိုပြည့်စင်းလိုက်6 3 6စောင်းနဲ့နှစ်နှစ်6ထောင်းနဲ့အောက်ကိုပြည့်လိုက်90 90ထောင်းနဲ့ဒီဘက်ကိုပြည့်၄1ခွန်လှဲတယ်အဲ့ဒီစီကြော်ရဲ6တုံညာနှစ်ကနောက်တစ်နှစ်ကိုခုနှစ်ကြိမ်ပို့တော့ဒီလေးနှစ်လေး ဒဲစီကြောကြီးတွေမှာပို့တာပို့ပြီးတော့မှသူကနေပြေးဆင်းလိုက်ကျွန်တော်တို့နှုတ်ပိတ်မှာတစ်ချစ်ကိုစတဲ့ခဲ့တာနော်ဟုတ်ပြီအဲ့ဒါဆိုသူနဲ့အချင်းချင်းက၆တုံညာနှစ်ကသူ့ရှိနှစ်ကလာတာအဲ့လာတဲ့၆တုံညာနှစ်ရဲ့ဒီဘက်မှာမှာတစ်လေးကိုနဲ့လေးခွန်လေးဆိုတဲ့ဖရင်ရှိတယ်ဒါလူရင်းတယ်နော်သူ့ဘောကကစားကွက်တွေအများကြီးငါလေးတစ်ချစ်ကို၆တယ်နော်ဟုတ်ပြီအဲ့တစ်လေးကိုလေးခွန်လေးနဲ့ပြေးလိုက်၆တစ်ကိုတုံညာလေးလို့စောင်းထိုးတဲ့တစ်၄၀ဖရင်တဲတဲ့၆တစ်ကိုတုံညာလေးစောင်းထိုးတဲ့စီတော်ကြီးရှိမှာ ဟုတ်ပြီနော်အဲ့လိုအဲ့ချောင်းတိကိုတို့ညာလေးရဲ့ဒီဘက်ကိုပြေးလိုက်လေးလေးတစ်ဆိုတဲ့ခဏကနောက်တစ်နေ့လိုက်တော့မှာဟုတ်နော်ဘယ်နေရာထွက်တာလဲဆိုတော့ကျွန်တော်တို့အောက်ကိုပြေးဆင်းလိုက်ပါဗျာလေးလေးငါးထောင်နဲ့အောက်ကိုပြေးဆင်းလိုက်တစ်ကိုလေးကိုရင်တို့ထောင်လာတာဟုတ်ပြီအဲ့ထောင်ခဲ့တဲ့တစ်ကိုလေးဆိုတာကကျွန်တော်တို့ဒီစီစောထဲမှာအဲ့ချောင်းတိကိုတို့ညာလေးဆိုတဲ့စီစောထဲမှာချောင်းတိကိုတို့ညာလေးဆိုတဲ့စီစောထဲမှာသူက တေလီကူသူနဲ့အချိန်တိုင်းမှာတေလီကူရဖရင်တေခဲ့တာအဲ့တဲတဲ့တေလီကူကဒီမှာတေကူလေးလို့ထောင်းလာတေကူလေးကွန်ကူလေးကွန်မှာရောပြီးကစားတာပေါ့နော်အဲ့ဒီတေကူလေးနဲ့အချိန်တိုင်းမှာလေးလေးငါထောင်းတယ်သူနဲ့အချိန်တိုင်းမှာအဲ့တေလီလေးကကျွန်တော်တို့ဒီဘက်ကတေလီကူဖရင်နဲ့အဓိကကတော့ဒါပဲတေလီကူဖရင်နဲ့ဒီဘက်ကအချိန်တိုင်းကလေးလေးတေကူဟောဒီတေကူလေးထောင်းတဲ့စီကြောမှာအချိန်တိုင်းကြီးပို့တာပဲလေးလေးငါနဲ့ထောင်းပြီးပြီးရင်တေသုံးလေးတဲ့တဲ့ပြီးတော့ခွန်လေးခွန်ဆောင်ထိုးတာ နော်အဲ့ဒီလောင်ထိုးတဲ့ခွန်လေးခွန်ဆိုတာကသူ့နောက်တဲ့နှစ်မှာနှစ်ဦးမှာခွန်ခွန်လေးဆိုတဲ့ဖရင်ကိုတည့်ခဲ့တာအဲ့ဒီကောင်ကဒီမှာခွန်လေးခွန်လာပြီးလောင်ထိုးတာဟုတ်ပြီနော်အဲ့လိုလေလောင်ထိုးပြီးတော့နာနဲ့အဲ့ဒီခွန်လေးခွန်ကနေတစ်သုံးလေးတစ်လုံးလေးရဲ့အောက်မှာတစ်လေးလေးတစ်လေးလေးရဲ့အောက်မှာရှစ်နှစ်ငါဆိုတဲ့ဖရင်ရှိတယ်သုံးငါလေးဆိုတဲ့စီကျော်ရှိတယ်နော်အဲ့ဒီရှင်းနေငါဆိုတာကကျွန်တော်တို့ဒီတစ်လေးကိုခရိုင်နေလေးခွန်လေးနေအခြေခိုက်မှာသုံးတို့များခွန်လို့သောင်းထုတ်ပြီးခဲ့တာ သူ့ရဲ့ပါဝါကိုဒီမှာရှင်းနေငါကိုပြင်လားတယ်လို့လားဟုတ်ပြီအဲ့ဒါဆိုအဲ့ဒီရှင်းနေငါနဲ့အချိန်ကြိုက်ကိုကျွန်တော်တို့အဲ့ဒီကိုရှိကိုပြန်ထုတ်ပစားမှာနော်အချိန်ရရင်တော့ကျွန်တော်ပြန်အချိန်ဆက်လေးပြီးပြန်ပြောပေးမယ်လိုင်းပြုံးမှဆိုလို့အဓိကလေးနေအရင်ပေါ်လိုက်တာအဲ့ဒါဆိုရင်ဟုတ်ပြီဒီဘက်ကလည်း24ချိန်မှာတည်ခဲ့တဲ့၄၁၁နောက်တစ်နှစ်ထွက်တယ်နောက်တစ်နှစ်ထွက်တယ်အဲ့ဒီထွက်တဲ့ခဏလေးကိုကျွန်တော်တို့ကအခုချိန်မှာခေါ်ပြီးကြလားခြင်းလားနော်ခေါ်ပြီးကြလားခြင်းတော့ ဘယ်နည်းအခုပွဲမှာကစားလို့ရလားပေါ့သူကလည်းဒုတိယတက်ကလို့ပဲသုံးညသုံးခွန်လို့တည်တယ်အခုပြည်လည်း636 6စောင်းတယ်2 2 6ထောင်းတယ်ဒီဘက်မှာ950ထောင်းပြီးတော့1 1ခွန်လှဲတယ်ပြီးလိုက်တယ်93ခွန်ကနောက်တစ်နှစ်လိုက်ပေါက်တာလိုက်ပေါက်တော့2 2 4တောင်းထုတဲ့ဘေးမှာပေါက်တာဟုတ်ပြီနော်အဲ့ဒီပေါက်ပြီးတဲ့9ခွန်3ကနေမှအောက်ကိုပြေးဆင်းလိုက်ရင်ကျွန်တော်တို့က၄၁၁၁စတင်ခဲ့တာနော်ဟုတ်ပြီအဲ့ဒီဟာဆိုရင်အဲ့ဒီ9 3ခွန်နဲ့အချိန်ကြီးက၄၁၁ကိုပြန်ထုတ်ဖို့ အဲ့ဒီလာခဲ့တဲ့ငါးသုံးခုနဲ့အချိန်တိုင်းမှာတီလီကိုနဲ့လီလီခွန်တဲတာပဲနော်တီလီကိုဒီဘက်ပြေးလိုက်69လုံးညာလေးလို့တောင်းထုတ်ပြီးတိတုံညာလေးဖရင်တဲပြီးနော်သူတို့နဲ့အချိန်ချင်းကငါးခုတစ်ကိုနောက်တစ်နှစ်ပို့ပြီးနော်နောက်တစ်နှစ်ပို့တော့ကျွန်တော်တို့အဓိကကတော့တီလီကိုဖရင်နဲ့အချိန်ကြိုက်ကလာတဲ့ကိုတင်တာဟမ်တီလီကို လေးလေးခွန်အချိန်တိုင်းမှာတဲထဲတဲထားခဲ့တဲ့ငါးတိတ်ကိုကြီးကိုနောက်တနေ့ပို့တဲ့အချိန်မှာဒီဘက်မှာတိတ်ကိုလေးခွန်ဆိုပြီးထောင်းနဲ့တိတ်ကိုလေးထောင်းနဲ့စီစောနဲ့အချိန်တိုင်းလေးလေးငါးထောင်းပြီးတော့သူကပို့ခဲ့တာပြီးမှသူ့ထောင်းမှာတိတ်သုံးလေးဖရိန်တဲပြီးခွန်လေးခွန်ကိုဆောင်းထုတ်ခဲ့တာအဲ့ဒီခွန်လေးခွန်ဆောင်းထုတ်ခြင်းကသူကသူ့ရှေ့နှင်းမှာတရားနဲ့ခွန်ခွန်လေးဖရိန်နှစ်ဦးမှာပေါက်ခဲ့တာ နော်ထွက်မတော့ဘူးပေါ့နော်ဒီစီကျော်တဲ့သူကစားနာနေအဲ့ခွန်လေးကွန်ဆောင်းထုတ်ပြီးတော့သူတို့နဲ့အချိန်တိုင်းမှာခွန်သုံးရသုံးရပေါ့မှာ2 5ဖရိတ်တဲတယ်ဒီဘက်မှာ4 5ဖရိတ်ထောက်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်သူနဲ့အချိန်ပဲကျွန်တော်တို့က3နှစ်ဆက်တိုက်ထွက်ခဲ့တဲ့4တတလေးကိုဒီဘက်ကိုခေါ်ကစားခြင်းလားနော်ခေါ်ကစားခြင်းတော့ခေါ်ကစားခြင်းတော့ဒီမှာတဲခဲ့တာခွန်30နော်ဒါခွန်30

6ခွန်5ခွန်80 3ခွန်80လေးနဲ့အချိန်ကိုပြန်ထည့်တာပြီးတော့မှ8 4 6ဖိန်တဲတာ8 4 6တဲဒီဘက်မှာ8 8 9ထောင်းတာထောင်းနေ8 8 9ကအမှန်က334ပဲနော်အဲ့ဒီမှာကျွန်တော်တို့အခုကစားသွားတာကမှ334ကစားခွက်ပါသွားပြီဘယ်နေရာမှာလဲဆိုတော့ဒီမှာ334 334နဲ့အချိန်ကိုမှမှာ3နှစ်သက်တိုက်ထွက်တဲ့8 9တစ်ကိုထုတ်ခဲ့တာဟုတ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီဘက်မှာလဲခွန်80ပြိန်တော့ တဲ့တဲ့6ခွင်ကနေအချိန်ကခွင်30ပြန်ထုတ်တာပဲဒီဘက်က6တိ9တုံညာလေးဖရိတ်နဲ့အချိန်ကခွင်30ကိုပြန်ထုတ်တာသူ့ရဲ့ထောင်းမှာထဲတဲ့35အဲ့ဒီ35လေးနှစ်ပိတ်မှာ686လို့ထောင်းတယ်686လဲတယ်အဲသူနဲ့အချိန်ကြိုက်ကဒီ35လေးကိုကျွန်တော်ကဒီမှာခွန်30တောင်းမှာထုတ်တာပြီးတော့မှ68လေးပရင်တယ်တာပြီးရင်88ကိုထောင်းခဲ့တာနော်အဲ့ဒီ88ကိုလည်းကျွန်တော်တို့ပြောပြီးဒီမှာ33လေးတတိယညင်ပေါ့33တက်ပေါ့လေ၄တတိကိုထောက်ပေးခဲ့တာ ။နော်အဲ့ဒီကစားကြလို့ဟုတ်ပြီအဲ့ဒီနေရာမှာပါတယ်ခွန်80လေးခွန်30လေး။နော်အဲ့ဒီခွန်80လေးကဒီဘက်မှာ38ခွန်လို့စောင်းနေတယ်။အဲ39ခွန်4ခွန်ဆိုပြီးတကသူလိုက်သူနဲ့အချိန်တိုင်းမို့လိုက်ထောင်းလိုက်ပြီးစောင်းတာ။အဲ့ဒီစောင်းနေ39ခွန်4ခွန်ကဒီခွန်4ခွန်ပဲ။နော်ဒီခွန်4ခွန်ကနှစ်ဦးမှာတည်ခဲ့တဲ့ခွန်4ခွန်နော်နောက်ကနေ့ကိုခွန်လေးခွန်လို့ထောင်းထုတ်ခဲ့တဲ့ကစားကွက်ကြီးပဲဟုတ်ပြီနော်အဲ့ဒါဆိုရင်သူနဲ့အကျင့်တိုက်ပဲ အားဒီကစားရတယ်ဆိုတော့ဒီထဲပြေးလိုက်ရင်၄68လို့လှဲတယ်ပြေး303လို့လှဲခဲ့တယ်နော်အဲ့ဒီ68ဆိုတာကအခုကျွန်တော်တို့ဒီထဲမှာပြောသွားပြီနော်68ပြိနေဒီမှာ68ပြိနေခွန်လေးတက်တယ်930 30ကျွန်တော်တို့65000ထောင်းနဲ့ခွန်80ပြိနေနဲ့အဲ့ဒီ68ကိုသူကဒီထဲမှာတကလာလှဲတာပြီးရင်1303လာလှဲတာလှဲတဲ့1303ဆိုတာကျွန်တော်တို့ပထမ source ကစားခဲ့တဲ့စောင်းခဲ့တဲ့သုံးတုံညာတက်ဖရင်တဲခဲ့တဲ့သုံးတုံညာတက်နော်ဒီဘက်မှာ6968632540နဲ့တွဲခဲ့တဲ့330လေးကိုသူအဲ့ဒီစီတုံးနဲ့မှပြန်လှည့်ပေးတာနော်အဲ့ဒါဆိုရင်ဟုတ်ပြီဒီဘက်မှာလည်းတုံညာ6ခွန်ဆောင်းထုတ်တဲ့အချိန်တုံညာခွန်လေးခွန်အဲ့ဒီခွန်လေးခွန်ကကျွန်တော်တို့ဒီဘက်နှစ်ဦးမှတဲတဲ့ခွန်ခွန်လေးသူ့နောက်တစ်နှစ်မှာခွန်လေးခွန်လို့ဆောင်းထုတ်တဲ့ခွန်ခွန်လေးနော်အဲ့ဒီခွန်ခွန်လေးတွေကဒီဘက်မှာ3.8ခွန်နဲ့ပတွေးခဲ့တာ3.8ခွန်3.9ခွန်လေးခွန် ြီးမှဒီဘက်ကိုပြေးလိုက်ရင်လေးချောင်းရှိလဲပြီးတော့သူနဲ့ချိန်ကတစ်တုံညာသုံးနေလဲခဲ့တာကစားခွက်ကြီးอ่ะမပြောရင်မပြီးတော့အဲ့ကြတော့ကျွန်တော်တို့အဲ့လိုကစားထားတဲ့အဓိကကတော့ရိုးရှင်းရှင်းခွန်လေးခွန်ခွန်ခွန်လေးတွေနဲ့အချိန်တိုင်းမှာစတဲခဲ့တဲ့နှစ်ပိတ်က1.8တွေ၄တစ်တုံးနဲ့ဆက်တဲ့ထွက်တဲ့ကဏ္ဍတွေကိုကျွန်တော်တို့ကဒီခွန်လေးခွန်ဆောင်ထုတ်တဲ့ထောင်းမှာပြန်ပြီးတော့ကစားမယ်အဲ့ဆိုရင်ဒီခွန်လေးခွန်ဆောင်ထုတ်တဲ့ထောင်းမှာ ပြန်ပြီးတော့ကစားမယ်ဆိုပြီးတော့လေးတိတိဆိုတဲ့နော်စီကြောလေးကိုကျွန်တော်တင်ပေးလိုက်ပါတယ်